ဒီနေ့မှာဆိုရင် YouTube ကြီးလမ်းပေါ်မှာရှောက်လာတာနှစ်ပတ်ပြည့်ပါပြီ။ကျွန်တော်နဲ့တူတူ live ပါကြိုးစားကြတဲ့မိတ်ဆွေအားလုံးကိုလည်း congratulation ပါလို့ပြောချင်ပါတယ်။အရင် video တွေဆိုင်ရင်အခု video လေးမှာ video quality နည်းနည်းပိုတိုးတက်လာတယ်လို့မိတ်ဆွေတို့လည်းထင်ကြအောင်လား။အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင် PNY ကိုပြောပြမယ်။ ဒီတစ်ပတ်အတွင်းမှာကျွန်တော်က video editing ဘိုင်းကိုနည်းနည်းလေ့လာပြတယ်ပေါ့နော် video editing ဘိုင်းမှာလူသုံးများတဲ့ capcut တို့ vn တို့ in shot တို့ကိုလေ့လာပြတယ်ပေါ့နော်အဓိကကတော့ကျွန်တော်ကအခု capcut ကိုလေ့လာတယ် capcut က300ရယ်လဲလွယ်ကူရယ်ပြီးတော့ကျွန်တော်တို့ tiktok ဆော့တဲ့အခါကျရင်လည်း tiktok နဲ့ capcut ကတွဲနေတဲ့အတွက်ကြောင့်မလို့ tiktok ဆော့တဲ့လူများများသောအဖြစ်က capture ကိုအသုံးပြုတတ်ကြလိမ့်မယ်လို့ထင်ပါတယ်ဗောနော်ကျွန်တော်ရဲ့ video ရိုက်ဖို့အတွက် edit လုပ်တဲ့ခါမှာအဓိကပြဿနာကဘာလဲဆိုတော့အနောက်က background background ကိုကျွန်တော်က change နေတာဗောနော်အဲ့ခါကျတော့အခုကက်ကက်ကိုသုံးပြီးတော့လုပ်ကြည့်ရခါမှာကိုယ့်ရဲ့စိတ်ကြိုက်ဗောနော် background လေးတွေရွေးချယ်လို့ရတာကိုတွေ့ရပါတယ်တချို့ tools လေးတွေကတော့ခက်ခက်မှာပေါ့နော် pro ware သုံးမှပဲအဆင်ပြေမဲ့ tool လေးတွေရှိတယ်။ဒါပေမဲ့ free သုံးလို့ရတဲ့ဟာလေးတွေလည်းရှိတယ်ပေါ့နော်။ ဲ background remote လောက်တာတော့သူကအဲဒီ pro ကိုဝယ်သုံးပါလေအဆင်ပြေတော့အားကြောင့်မလို့ကျွန်တော်ရဲ့ editing skill လေးကိုနည်းနည်း show လိုက်ကြရအောင်ခက်ခက်ကိုအသုံးပြုဖို့ဆိုရင်ကျမတို့ကအရင်ဆုံးခက်ခက် application နဲ့ဝင်လိုက်ပါမယ်ပြီးရင်ကိုအတင်းလုံးမဲ့ video file လေးကိုယူလိုက်ပါမယ်ရေပြီးလို့ရှိရင်ကျမတို့ကနောက်ခံ background ကိုပြောင်းมาဖြစ်တယ်ဗောနော်အဲဒါကြောင့်မလို့ဟောဒီနောက်ခံ background ကိုပြောင်းဖို့အတွက် video လေးကိုတစ်ချက် ထားလိုက်ပါမယ်။ထောက်ပြီးရင်ဒီနားမှာအောက်ကိုဆွဲလိုက်မယ်။ဆွဲပြီးရင်ဒီမှာ remove PG လေးကိုတွေ့ပါမယ်။ remove PG လေးကိုထောက်ပြီးတော့ auto remote ကိုကျွန်တော်တို့နှိပ်မယ်။အဲ့ဒါဆိုရင်သူ့ဘာသာသူ auto ပြောင်းသွားပြီပေါ့နော်။ပြီးရင်တော့ကျွန်တော်တို့က background ရွေးချယ်ဖို့အတွက် background ဆိုတဲ့နေရာမှာကျွန်တော်တို့လိုချင်တဲ့ background ကိုပြောင်းလဲလို့ရပါပြီ။အဲ့ဒီမှာ color တွေချိန်လို့ရတယ်ပေါ့နော်နောက်ခံ background color တွေချိန်လို့ရတယ်ပြီးရင် image ပေါ့ image မှာပုံလေးတွေရွေးလို့ရတယ်ဒီမှာသူထည့်ထားပေးတယ်ပေါ့နော်ပုံလေးကအစုံပဲမျိုးစုံပဲเนาะနှီးစီပန်းလေးတွေရောပါမျိုးစုံလေးသူထည့်ထားပေးရဲ့အဲ့ဒါတွေကိုကျမတို့ကမလို့ခြင်းဘူးဆိုလို့ရှိရင်လည်းကျမတို့ရဲ့ဒီဖုန်းထဲကနေကျမတို့အသင်းစိတ်ထားတဲ့ပုံလေးကိုထည့်လို့ရတယ်ပေါ့နော်ကျမတို့ဖုန်းထဲကနေအသင်းစိတ်ထားတဲ့ပုံလေးကိုထည့်လိုက်ပါမယ် အမြဲတမ်းအသုံးပြုနေကြ background ပုံလေးဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကျွန်မရွေးချယ်လိုက်မယ်ရွေးချယ်ပြီးလို့ရှိရင် အမှန်ချစ်ကလေးကိုနှိပ်လိုက်ပါမယ်ပေါ့နော်ဒါဆိုရင်တော့ရပါပြီပေါ့နော်နောက်ဆုံးအစ်စ်နေတော့ export ထုတ်မယ်ပေါ့နော်ကျွန်မကတော့ 2K နဲ့ထုတ်ထားပါတယ်ဒါပေမဲ့10 80ဆိုရင်လည်းတော်တော်လေးအဆင်ပြေပါတယ်ပေါ့နော် ်တွေမှာလည်းဗီဒီယို editing ပညာလေးကိုအတူတူလေ့လာကြရအောင်လို့ဒီ channel လေးကိုအလေလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ဒီလိုအတွက်ပစုံတရားဘုဒ္ဓရစီရယ်ဆိုရင်တော့ like and subscribe လုပ်ပြီးသွားကြဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ရမှာပြန်ဆုံပါမယ်။